ဒါမဲ့2015ရွေးကောက်ပွဲကိုတရားမျှတမှုရှိပြီးဘက်မလိုက်နိုင်တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာဖို့အတွက်စောင့်ကြည့်လေ့လာသွားဖို့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဆိုင်ရာအဖွဲ့တစ်ခုကပြင်ဆင်နေပါတယ်ခင်းနှင်းပြုစုပေးပို့ထားတာပါဒီနေ့ဩဂတ်လ10ရက်နေ့မှာရန်ကုန်မြို့ပန်ရိုင်ဟိုတယ်မှာကျင်းပတဲ့ People Alliance for Credible Election Pace အဖွဲ့ကိုမိတ်ဆက်ခြင်းနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေးလာရေးဆိုင်ရာလုပ်ငန်းစဉ်များရှင်းလင်းတဲ့ပွဲမှာ တို့ရဲ့ပြင်ဆင်မှုနဲ့ပတ်သက်ပြီးအခုလိုရှင်းပြခဲ့တာပါရွေးကောက်ပွဲမကျင်းပခင်မဲဆွယ်စည်းရုံးတဲ့ကာလအပြင်ကျင်းပနေစဉ်ကာလအတွင်းမှာပါချမှတ်ထားတဲ့မူပေါင်းတွေကိုဘယ်မျိုးနဲ့ဘယ်အဖွဲ့ကြီးကချိုးဖောက်လဲဆိုတာကိုအဓိကထားစောင့်ကြည့်လေ့လာသွားမှာပါဒီမူပေါင်းတွေကိုကြော်ပြီးလောက်တာမျိုးနောက်ပြီးတော့မှကျွန်တော်တို့စံနှုန်းတွေကိုကြော်ပြီးလောက်တာမျိုးအဲ့လိုဟာမျိုးကဘယ်လောက်ထိကျွန်တော်တို့ဒီဘယ်လောက်ထိကွန်မွန်ဖြစ်တယ်လဲနောက်ပြီးတော့ဘယ်လောက်ထိကျွန်တော်တို့ဘယ်လိုပြဿနာမျိုးဟာဖြစ်ကျွန်တော်တို့ တီးခြားဖြစ်တဲ့ပြဿနာလားဒါမှမဟုတ်စနစ်တကျယူရပြီးတော့မှလုံထိုင်ပြဿနာလားဒါမှမဟုတ်ဘယ်လိုမျိုးဖြစ်ဘယ်လိုမျိုးဖြစ်နေရှိတယ်လဲအများသောအဖြစ်ဖြစ်တဲ့ပြဿနာရှိဖြစ်နေရှိတယ်လေလို့ကျွန်တော်ရှာဖို့ကြိုးစားတာဆိုတော့ကျွန်တော်အနေနဲ့လောလောဆယ်မှာ2015မှာဘာဖြစ်နိုင်တယ်လို့ပြောတာကျွန်တော်နည်းနည်းလေးကျွန်တော်နည်းနည်းလေးခန့်နေခန့်နေတယ်ဗျဒါပေမဲ့ယူကဘွယ်နေပြီးရင်တော့ကျင်းတည်တယ်ကျွန်တော်အဲ့ဒါကိုတိတိကျကျကျွန်တော်ပြင်ပေးနိုင်ပါစောင့်ကြည့်လေးလာထားတဲ့အစီရင်ခံစာကိုရေကောက်ပွဲပြီးပြီးချင်းမှာထုတ်ပြန်သွားနိုင်အောင်စီစဉ်နေပြီးရေကောက်ပွဲကျင်းပနေစဉ်အရေးပေါ်ကိစ္စတွေကိုတော့ ချက်ချင်းထုတ်ပြန်သွားဖို့စီစဉ်ထားပါတယ်။ဒီ message service ကလာပြီးဆုံးသွားတယ်ကျွန်တော်တို့အဲ့ဒါကိုထုတ်ပြန်ဖို့ကြိုးစားမှုပြီးခဲ့တယ်ပြီးခဲ့တယ်ပြီးခဲ့ဆက်ကြားလေးပေါ့လေကျွန်တော်အဲ့ထုတ်ပြန်ဖို့ကြိုးစားမှုဒါပေမဲ့လည်းခုနတစ်ပြောရမယ်ဆိုရင်ခါအားလျော်စွာပဲကျွန်တော်တို့တွေးရှိရအရေးကြီးတဲ့ဖြစ်ရတယ်ရှိမယ်။ဥပမာဆိုကျွန်တော်တို့ဟိုတကယ်ကိုပဲကျွန်တော်တို့ယူကော့ပဲဖြစ်စီနီယူအဟန်ဒါဖြစ်စီဖြစ်စီဖြစ်လာမျိုးအဲ့လိုဟာမျိုးကျွန်တော်ပြောတက်ဆိုင်ရကျွန်တော်တို့နိုင်ငံရေးပါတီတို့လည်းကောင်းပြီးတော့မှယူကော့ပဲကော်မရှင်တို့လည်းကောင်းဖြစ်နိုင်စီရှိတယ်အခုကျွန်တော်တို့ယူကော့နိုင်ငံရေးပါတီတွေကသဘောတူထားတဲ့ အဲကိုရောကွန်တက်စောင့်ကြည့်ရေးကော်မတီလာပါအဲ့လိုဟာမျိုးလည်းရှိတယ်ဆိုတော့ကျွန်တော်တို့အဲ့တို့နဲ့ကျွန်တော်တို့ open communication တော့ကျွန်တော်တို့ရှိပါကျွန်တော်တို့ဒီ communication နဲ့ကျွန်တော်ဖွင့်ထားတယ်ဆိုတော့ကျွန်တော်တို့နဲ့တို့နဲ့အဲ့လိုချိတ်ဆက်ပြီးလုပ်ဖို့လို့ရှိပါရေကောက်ွယ်မကျင်းမမီမဲဆွေစီယုံတဲ့ကာလအတွင်းမှာမြို့နယ်အလိုက်စောင့်ကြည့်လည်လာဖို့လိုအပ်ပေ130ဦးနဲ့ဆောင်ရွက်သွားမှာဖြစ်ပြီးရေကောက်ွယ်ကျင်းပတဲ့နေ့မှာတော့စောင့်ကြည့်လည်လာဖို့လူအင်အား2000နီးပါးအသုံးပြုသွားမှာပါကျွန်မခင်းင်းဖြူဆိုပါ